မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့နိုဝင်ဘာလ17ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အထူးတိုင်းစစ်ဌာနကရန်ကုန်မြို့နယ်ဘကူပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးတဲ့သတင်း။ အော်တိုဘာလာအတွင်းအကျံဖတ်ဆေးဥစုကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်45ဦးရှိလာတဲ့တဲ့င်းတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာခရူနီဘန် UAB နဲ့မိဖက်ပြုလုပ်နေတဲ့ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB အပေါ်အရက်ဖတ်အဖွဲ့တွေဝေဖန်ပြစ်တင်တဲ့တဲ့င်းမရေယာစင်ကူးတပိတ်ချင်းမိုးကုတ်မြို့တွေမှာစီရေးအခြေအနေတင်းမာနေတယ်လို့ TRNU ဟာအသိပေးတဲ့တဲ့င်း နန်းစုံမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာရန်သူတပ်သား၄ဦးသေဆုံးတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်တဲ့တွေပဲဖြစ်ပါတယ်ထူတိုင်းစစ်ဌာနကရန်ကုန်မြို့နယ်ဘကူပကဖတက်ခရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးတဲ့တရင်နဲ့ပတ်သက်ပြီးပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတိုင်းစစ်ဌာနကရန်ကုန်မြို့နယ်ဘကူပကဖတက်ခရေးစစ်ကြောင်းတွေကို လက်နက်တက်ဆင်ပေးတဲ့အခမ်းအနားကိုပဲခူးတိုင်းရှေ့တန်းစကန်တခုမှာနိုဝင်ဘာလ10ရက်နေ့မနက်10:00နာရီအချိန်ကပြုလုပ်ခဲ့ပါတယ်။အထူးတိုင်းစစ်ဌာနကတိုင်းစစ်ဌာနစစ်စင်ရေးကုကဲမှုတွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခိုက်ရေးစစ်ကြောများအဖြစ်ကုကဲမှုခံယူပြီးစစ်စင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောမွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောနဲ့ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောတွေကိုလက်နက်တက်ဆင်ပေးခဲ့တာပါ။ အခမ်းအနားမှာအထူးတိုင်းစစ်ဌာနတိုင်းကိုကရေးမှုရဲဘော်အောင်ဆန်းရှားနဲ့ဒုကိုကရေးမှုရဲဘော်အေမင်ထွန်းတို့ကအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။ဆလဘီတိုင်းစစ်ဌာနအရာရှိတွေနီးပြူဟာမှုများမှ PDF ပကဖပူပေါင်းစစ်စင်ရေးကိစ္စတွေတရင်ထောက်လန်းရေးနဲ့ထောက်ပို့ကိစ္စတွေကိုဆွေးနွေးပြောကြားခဲ့ပါတယ်။ဆလဘီလက်နက်တွေကြည်ပေါက်တွေကြည်ခဲရန်တွေပေးအပ်ခဲ့ကြပြီးတပ်ဆိုင်ရာပကဖတာဝန်ရှိသူတွေကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အတူတိုင်းစစ်ဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ရဲ့လက်ညွန်ချက်တွေနဲ့အညီတိုင်းစစ်ဌာနကုကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေလက်ယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာတွေဒေသအခြေပြုကာကွယ်ရေးအဖွဲ့ LDFS တွေကိုစစ်စင်ရေးအရှိန်မြင့်ဆောင်ရွက်နိုင်ရန်လိုအပ်တဲ့အုတ်ချုပ်ထောက်ပံ့ရေးကိစ္စများဖြည့်ဆည်းရေးနဲ့ COC နှစ်ရက်တွင်နဲ့အညီအင်အားများစုစည်းတည်ဆောက်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့အထူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။ အော်တိုဘားလာအတွင်းအကြံဖတ်စစ်အုပ်စုကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်45ဦးထိရှိလာတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။2025ခုနှစ်အော်တိုဘားလာအတွင်းအကြံဖတ်စစ်အုပ်စုကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာတဲ့စစ်သားရဲနဲ့ပြည်သူစစ်45ဦးရှိပြီးတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးမှန်းဦးရေ80ထိရှိတယ်လို့ပြည်သူ့ပန်းနိုင်ရဲ့စီးရင်တွေအရသိရပါဗျ။ပပောင်းခုလုံလာသူတွေကစစ်သား42ဦးရဲတအူးနဲ့ပြည်သူစစ်3ဦးတို့ဖြစ်ကြပြီး အဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်သား42ဦးထဲက35ဦးကအထမစစ်သားစုဆောင်းခံရသူတွေဖြစ်ပါတယ်။အလင်းဝင်ပူပေါင်းလာတဲ့စစ်သား42ဦးကချင်းပြည်နယ်က4ဦး၊စကိုင်းတိုင်းက6ဦး၊ပဲခူးတိုင်းက8ဦး၊ရန်ကုန်တိုင်းက2ဦး၊တနင်္သာရီတိုင်းက12ဦး၊ကရင်ပြည်နယ်က3ဦး၊ကရင်နီပြည်နယ်က4ဦး၊ရှမ်းပြည်နယ်က2ဦး၊မန္တလေးတိုင်းက2ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ရဲနဲ့ပြည်သူစစ်တွေရဲ့အလင်းဝင်မှုကိုကြည့်မယ်ဆိုရင်မကွေးတိုင်းမှရဲ2ဦး၊စကိုင်းတိုင်းက2ဦးတို့ဖြစ်တာကိုတွေ့ရပါတယ်။ ဒါအပြင်အကြမ်းဖက်စစ်သား68ဦးနဲ့ပြည်သူစစ်73ဦးကိုစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီအကြမ်းဖက်စစ်သား68ဦးအနက်23ဦးမှာအရမစစ်မှုထမ်းစုဆောင်းခံရတဲ့တပ်သားတွေဖြစ်ပါတယ်။စစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးရမိတဲ့အကြမ်းဖက်စစ်သား68ဦးကတော့မန္တလေးတိုင်းက9ဦး၊မကွေးတိုင်းက38ဦး၊စကိုင်းတိုင်းက4ဦး၊ကချင်ပြည်နယ်က2ဦး၊ပဲခူးတိုင်းက14ဦးနဲ့မွန်ပြည်နယ်က2ဦးလို့ဖြစ်ပါတယ်။စစ်တုံးမှန်းအဖြစ်ဖမ်းမိတဲ့ပြည်သူစစ်73ဦးကတော့တနင်္သာရီတိုင်းက2ဦး၊စကိုင်းတိုင်းက9ဦး မန္တလေးတိုင်းက2ဦးနဲ့ကရင်ပြည်နယ်က3ဦးလို့ဖြစ်ပါတယ်။ဒီနှစ်ဇန်နဝါရီလကနေအော်တိုဘာလအထိအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2246ဦးထိရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ရဲ့စီးရင်တွေမှာဖော်ပြထားပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာကရိုနီဘန် UAB နဲ့မိဖက်ပြုလုပ်နေတဲ့ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB အပေါ်အရက်ဖက်အဖွဲ့တွေဝေဖန်ပြစ်တင်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပတ်သက်ဆက်နွယ်နေပြီးဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာခရိုနီဘန် UAB နဲ့မိဖက်ပြုလုပ်နေမှုတွေအပေါ်စုံစမ်းမေးမြန်းထားတဲ့ပေးစာကိုဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB ရဲ့နှုတ်ဆက်နေမှုအပေါ်အရက်ဖတ်အဖွဲ့တွေကဝေဖန်ပြစ်တင်နေကြတယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ဒါအပြင်စုံစမ်းမေးမြန်းထားတဲ့ပေးစာကိုတုံ့ပြန်ဖြေကြားခြင်းမရှိတဲ့ JCB Company Limited ကို Justice for Myanmar မဲခေါင် Watch နဲ့ဂျပန်အဖွဲ့အစည်း၅ခုတို့ကပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။ JCB အနေနဲ့ဆေးဥစုရဲ့လင်းစီထောက်ပံ့ရေးခွင့်ဆက်မှာဆက်နွယ်ပါဝင်နေတဲ့ဒဏ်ခတ်ပိတ်ဆို့ခံခရိုနီပိုင်ဘန်နဲ့မိဖက်အဖြစ်ဆက်လက်ရှိနေတာကလက်မခံနိုင်စရာကိစ္စဖြစ်တယ်လို့ Justice for မြန်မာရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောပါရယ်။အကြံဖတ်ဆေးဥစုကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမတိုင်မီနိုင်ငံတော်ဝန်လေချောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေချိန်မှာတော့ဒီစီးပွားရေးဆက်ဆံမှုတွေကဆက်လက်ရှိနေတာပါ။ JCB အနေနဲ့ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့မဖြစ်နိုင်သလိုပုံမှန်အတိုင်းစီးပွားရေးဆက်လက်လှုပ်ဆောင်ဖို့ရလည်းမဖြစ်နိုင်ပါဘူး။၎င်းတို့အနေနဲ့မိမိတို့လိုက်နာရမယ့်နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေကိုလိုက်နာရမှာဖြစ်ပြီးမြန်မာနိုင်ငံတွင်းစစ်ရာဇဝတ်မှုတွေကိုကူညီအားပေးနေတဲ့ဘယ်စီးပွားရေးလုပ်ငန်းကိုမဆိုပံ့ပိုးကူညီတာမျိုးတွေမလုပ်ဖို့လိုအပ်ပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောပါတယ်။ရပ်ဖက်အဖွဲ့တွေရဲ့ပေးစာကို2025ခုနှစ်ဇွန်လ18ရက်နေ့မှာမြန်မာနဲ့ဂျပန်အဖွဲ့အစည်းတွေက ပူရဲပေးပို့ခဲ့ရာမြန်မာနိုင်ငံတွင် JCB ဘဏ်ကတ်တွေအတွက်ကိုစားငွေကောက်ခံရှင်းလင်းသူအဖြစ်ဆောင်ရွက်တဲ့ UAB ဘဏ်နဲ့စီးပွားရေးဆက်နွယ်မှုတွေဆက်လက်ရှိနေမှုအပေါ်လူ့ခွင့်ရေးဆိုင်ရာအထူးစိုးရိမ်မှုတွေအဖြစ်ထောက်ပြခဲ့တော်လဲဒီကနေ့အချိန်ထိ JCB ကဒီအပေါ်မှာနှုတ်ဆက်နေစေဖြစ်တယ်လို့ဖော်ပြထားပါဗျာ။ မြန်မာနိုင်ငံဆိုင်ရာလူ့ကွန်ရေးအထူးကိုယ်စားလှယ်က United Emirates Bank လို့အရင်ကတည်ကြတဲ့ UAB Bank ကိုအကြမ်းဖက်မြန်မာစစ်တပ်ထံလေယာဉ်စီထောက်ပံ့ရောင်းချနေတဲ့ကုမ္ပဏီတွေအတွက်ငွေပေးချေမှုဝန်ဆောင်ပေးတဲ့ဗန္နာရေးအဖွဲ့အစည်းတစ်ခုအဖြစ်2024ခုနှစ်ဇွန်လမှမှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာလူ့ကွန်ရေးအထူးကိုယ်စားလှယ်ကဆေးဥစုရဲ့အရက်သားပြည်သူများအပေါ်အစဉ်ကျင်မဲ့လေကြောင်းတိုက်ခိုက်မှုများအဖြစ်အကြမ်းဖက်ချင်းချောက်နိုင်စွမ်းက၎င်းတို့ရဲ့ဂျက်လီယင်များနဲ့ရဟတ်ယင်များပြန်တန်းနိုင်ရန်အတွက် လိုအပ်သောလေယာဉ်စီဝယ်ယူရရှိနိုင်မှုအပေါ်တိုက်ရိုက်မှုခိုနေကြောင်းမှတ်ချက်ပြုရေးသားခဲ့ပါတယ်။ဗနာယီအဖွဲ့စည်းတွေကို UAB နဲ့ရှိနှင့်ထားပြီးဖြစ်တဲ့ဆက်ဆံရေးများကိုရပ်တန့်ဖို့လဲကုလသမဂ္ဂအထူးကိုယ်စားလှယ်ကတိုက်တွန်းခဲ့ပါသေးတယ်။အကြံဖတ်ဆေးအုပ်စုက2025ခုနှစ်ဒီဇင်ဘာလအတွင်းအတူရောင်ရွေးကောက်ပွဲတရက်ကိုကျင်းပဖို့ပြင်ဆင်နေတယ်လို့တစ်ဖက်မှာလည်းကလေးသူငယ်များအပါအဝင်အရက်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တေးကြေစေတဲ့ အစဉ်ချင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်လာနေပြီးလူနေကျေးရွာများစာတင်ကျောင်းများနဲ့ဆေးရုံစည်းကမ်းများကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။မရေယာစင်ကူးတပိတ်ချင်းနဲ့မိုးကုတ်မြို့တွေမှာစီရေးအခြေအနေတင်းမာနေတယ်လို့ TIN ဗျူဟာကအတည်ပြုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမရေယာစင်ကူးတပိတ်ချင်းနဲ့မိုးကုတ်အစရှိတဲ့မြို့တွေမှာလက်ရှိစီရေးအခြေအနေဆက်လက်တင်းမာနေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TIN ဗျူဟာကမနေ့ကထုတ်ပြန်ပါတယ်။ မရယာမြို့နယ်နဲ့စင်ကူးမြို့နယ်နန်နမိတ်ချုပ်ဆက်ဒေသအထိအကြမ်းဖက်စစ်တပ်ကအပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ International Humanitarian Law IHRA ကိုချိုးဖောက်ကာတိုက်ခိုက်မှုတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စစ်ရေးအခြေအနေအရအရက်သားပြည်သူများအနေနဲ့လက်နက်ကြီးတွေ၊ဒရုန်းတွေ၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေမှရှောင်ရှားနိုင်ရန်အတွက်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရေးအတွက်လည်း TIMBR ကအသိပေးထားပါဗျာ။ ပြည်သူတွေအနေနဲ့တအားစိုးရင်ပူပန်မှုများမဖြစ်ကြရန်နဲ့ပြည်သူ့ကာကွယ်ရေးအင်အားစုတွေကထုတ်ပြန်တဲ့ကြေညာချက်တွေကိုအစဉ်တစိုက်နားထောင်ပေးဖို့အတွက်လဲတိုက်တွန်းထားပါတယ်။အထက်ပါမျိုးတွေစီတိုက်ခိုက်ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်ကို TRNU ကအစွမ်းကုန်ကာကွယ်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ပြောပါတယ်။ပြည်သူလူထုရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ Federal ပြည်တော်စုတိစောက်နိုင်ရေးအတွက် TRNU မှမမမတ်ရက်တီတိုက်ခိုက်သွားမယ်လို့ကတိပြုထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIV ဟာ view ဟာအမှတ်63ရဲ့ကိုကဲမှုအောက်မှာ Ruby Land PDF မိုးကုတ်တက်ရင်တစ်ကိုတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ TRIV ဟာကနိုဝင်ဘာလ6ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။မိုးကုတ်သူမိုးကုတ်သားအများစုပါဝင်တဲ့ပြည်သူ့လုံခြုံရေးအဖွဲ့အင်အားစုမှစုဖွဲ့တည်ထောင်ထားတဲ့ PDF မိုးကုတ်တက်ရင်တစ်ဟာစင်ကူးတပိတ်ချင်းမိုးကုတ်ဒေသအားလုံးကိုချုပ်ငုံကတော်လန်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်မယ်လို့သိရှိရပါတယ်။ နန်းစုံမြို့နယ်မှာအကျန်းဖတ်စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ရာရန်သူတပ်သား၄ဦးသေဆုံးတဲ့တဲ့တင်ကိုထပ်မံတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်နန်းစုံမြို့နယ်မြို့သားအရှိရွာကိုစစ်ကြောင်းထိုးလာတဲ့အကျန်းဖတ်စစ်ကြောင်းကိုပရိသာမိုင်း၆လုံးနဲ့မနေ့ကတက်ခတ်ခဲ့ရာရန်သူတပ်သား၄ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special Task Force နန်းစုံကဒီကနေ့မှထုတ်ပြန်ပါဗျ။မြို့သားစခန်းကနေစစ်ကား၂စီးအပြင်ခြေလျင်စစ်ကြောင်းနဲ့ကားလမ်းအတိုင်းလာတဲ့အင်အား၁၀၀ခန့်ပါအကျန်းဖတ်စစ်ကြောင်းကိုနိုဝင်ဘာလ၁၀ရက်နေ့မနက်9:30အချိန်က စစ်မှုဆောင်လမ်းမိုင်းတနေရာမှာပဒေသာမိုင်း6လုံးနဲ့တိုက်ခိုက်ခဲ့တာပါအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ကကျွဲစင်ရွာတဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူနေအိမ်တွေထဲရွှေငွေများဝင်ရောက်ယူကဒေသခံများကိုတစားခံများအဖြစ်ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ် အကြံဖတ်စစ်တပ်ကတစားကံများခေါ်ကမြို့သားဘက်ကိုစစ်ကြောင်းပြန်ထွက်လာတဲ့အချိန်မှာ40မမဘုံသီးနှလုံးနဲ့ပြစ်ခတ်ခဲ့ပြီးအထက်ပါမစ်ရှင်ကိုဖော်ဆောင်ခဲ့တဲ့ Special Task Force ငန်းစုံတပ်ဖွဲ့မှရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချေမှုန်းကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ရမပင်မျိုးနယ်မှာအောင်လံလွှင့်မြီတောင်းသွေးနေတဲ့ပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတဲ့ပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မြီတောင်းသွေးနေတဲ့ပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မျိုးနယ်မှာအောင်လံလွှင့်မြီရွှေကြီးတဲ့ပိတ်စစ်ကြောင်းက ။တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတဲ့ပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗါး။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောက်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာနောက်ပြန်မလှည့်ခြင်းဒီတော်လှန်ရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြောက်ရှုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျာ။ ဆန္ဒပြဒေါ်လန်ပြည်သူတွေကနောက်ပြန်မလဲခြေဒီဒေါ်လန်ရေးတပိတ်စစ်ကြောင်းဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရွှေအုပ်ကန်လူလူတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုနိုဝင်ဘာလ9ရက်နေ့မှာပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြဒေါ်လန်ပြည်သူတွေကအတ္တမအမြင့်ဖြတ်တော်လန်လန်းဘော်ကရွှေအုပ်ကန်လူလူတပိတ်စစ်ကြောင်းနဲ့ တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဆန္ဒပြတဲ့ပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့နိုဝင်ဘာလ17ရက်နေ့သတင်းတွေနဲ့လူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွေးကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။